မြစ်ချေမျိုးအမတ်ရှိရက်ွယ်ကိုးဆောင်ကျောင်းတိုက်အတွင်းမှာတည်ရှိတဲ့ဇီးနံမအောင်ဆိုတဲ့ရွာဦးစီဒီဒီအကြောင်းကိုမျှဝေခြင်းပါလေဒီစီဒီလေးရဲ့တက်တန်းဟာနှစ်140နဲ့150ကြားထဲမှာရှီကျောင်းတည်ရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း140ကျော်လောက်ကမန္တလေးနေပြည်တော်မှာတီဘောမင်းကိုယ်တိုင်ကရွှေကျောင်းကြီးဆောက်လို့လူရန်တမှုပြုပါမယ်မန္တလေးမှာပဲသာသနာပြုပေးပါလို့ရှောက်ထားမှုကိုညှင်းပယ်ပြီးတော့မှမျက်စီရည်နာရည်တဲ့ရွာမှာပဲကျောင်းလာထိုင်ခဲ့တဲ့ ဘိုးဆောင်ကျောင်းနဲ့ရဲ့မူလအစပထမဆရာတော်ဘုရားကြီးဥက္ကဋ္တဆိုတာရှိခဲ့တယ်ဒီဆရာတော်ဘုရားကြီးရဲ့လက်ထက်မှာကျောင်းဆောင်ပေါင်းကိုးဆောင်ရှိလို့ဒီကျောင်းကိုလည်းကိုးဆောင်ကျောင်းတိုက်လို့အမည်တွင်ခဲ့တယ်ဒီကျောင်းတိုက်အတွင်းမှာဇေကြီးတော်တစီတီထားကိုးကွယ်ပြီးတော့မှမန်၅ပါးကိုအောင်မြင်တော်မူတဲ့ဇိနံမအောင်မြတ်စွာဘုရားလို့အမည်ခေါ်တွင်သမုတ်ခဲ့ပါတယ်ဇိနံမအောင်ဘုရားတော်မှာကိန်းဝတ်ဆံပယ်တော်မူမဲ့ဂျေဆင်တူဘုရားကြီးကိုတော့ဘုရားတဲ့ဒါရိုက်တာမကြီးဒေါ်ပြေဦးကလူရန်သမှုပြုခဲ့တယ်လို့ ို့ဆိုပါတယ်ကျေးဇူးဘုရားကြီးကိုမန္တလေးကမှာယူပြီးတော့မှဘုရားကြီးထုလို့ပြီးလို့မျက်လုံးတွေတက်တဲ့အခါကြာမှာအစင်မောင်ကြီးအမိကြမှာတက်ဆိုသလိုမျက်လုံးတွေကလုံးဝတက်လို့မရခဲ့ပဲနဲ့အခက်တွေ့နေခဲ့ပါတည်းဗျာဒီတော့ဘုရားတက္ကမကြီးဒေါ်ပြေဦးကသူမရဲ့မူလမျက်လုံးနှလုံးကိုမျက်စွာဘုရားရှင်အားလူတိုင်းပူဇော်သမှုပြုပါတယ်ဆိုပြီးတော့မှအဋိဌံလိုက်ပါပဲ ဖရားရဲ့မျက်လုံးတော်တွေကိုချောချောမုံမုံနဲ့တက်ပြီးတော့မှရသွားပါတယ်တစ်ချိန်တည်းမှာပဲဒေါ်ပြေဦးရဲ့အကောင်းပဂရိရှိနေတဲ့မျက်လုံးအဆုံမှာလည်းပဲကြွေသွားခဲ့ပါတယ်ဒီဖရားလေးရဲ့အမှန်ကူခွက်တွေနဲ့တိဆောက်ထားတဲ့ဖရားလေးတဆူဖြစ်ပါတယ်ကြက်သီးထားလောက်တဲ့အလူပါပဲဗျာဖရားရဲ့မျက်နှာတော်နဲ့ ပလင်တကယ်ကလေជីပန်းជីပန်းຫນွေပန်းကက်တင်းနေမို့ဘုရားရှင်ကိုရောမြတ်ကြီးနဲ့လိုက်ဖက်တင်တယ်ပြီးတော့မှပနာရလာတယ်ဒီຫນွေတဝိုက်မှာရှာမရှာတဲ့ဇီးနံမှန်အောင်မြင့်ရှင်ဘုရားကြီးကိုအများ သူငါတွေជីညူတရာပွားဖို့ရိုက်ကူးတင်ဆက်ရပါတယ်ဘုရားကြီးရဲ့ပုံပန်းတရံနဲ့เนาะမျက်နှာတော်နဲ့မျက်လုံးတော်ကတော့အမတန်မှထူးခြားတဲ့လက္ခဏာရှိပါတယ် ဥပုပ်ဒီလာပြီဒီလာခွေဒီမှာဆိုလဲဘုရားဖူးတဲ့သူတွေဥပုပ်သတင်းဒီလာစောက်တည်တဲ့သူတွေအများကြီးဒီဘုရားကြီးကိုလာရောက်ပြီးတော့မှကျင်ယူတရာပွားများကြပါတယ်ခင်ဗျာ